တည်လွန်ပြီးတော့သူတို့ရဲ့ဝိညာဉ်ကိုကျွန်တော်တို့ယုံကြည်သူခရိယာနေအနေနဲ့ဆူတောင်းပေးလို့ရလားပေါ့အဲ့လိုဆူတောင်းပေးနေတဲ့အကြောင်းအရာဒီဘလို့အကျိုးကျေးဇူးရလဲမှန်သလားမှားသလားပေါ့နော်အဲ့ဒီအကြောင်းအရာကိုတမန်ကျမ်းစာရဲ့တွင်တင်ချက်ကိုကျွန်တော်တို့လေ့လာကြည့်အောင်အဲ့တော့တည်လွန်ပြီးတော့သူတွေရဲ့ဝိညာဉ်လို့ပြောရင်ကျွန်တော်တို့အရင်ဆုံးပိုင်းခြားမှာကမယုံကြည်သူတွေရဲ့ဝိညာဉ်လား ါမှမဟုတ်ယုံကြည်သူတွေရဲ့ဝိညာဉ်လားအဲ့ဒီနှစ်ပိုင်းကိုကျွန်တော်တို့ပိုင်းခြားမှာဖြစ်တယ်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ဓမ္မဟောင်းမှာယေရှုခရစ်တော်ရဲ့တွင်တင်ချက်ပေါ့နော်ရှင်လုကာခရစ်တော်ခန်းကြီး16အကုန်တိပြီးသားလာဇရုနဲ့တထေးကြီးအကြောင်းအဲ့တော့ဒီဓမ္မဟောင်းကာလမှာယုံကြည်သူဖြစ်ဖြစ်မယုံကြည်သူဖြစ်ဖြစ်ပေပြီးရင်ဝိညာဉ်ပဲရောက်လဲဆိုတော့မရဏနိုင်ငံထဲကိုရောက်တယ်အဲ့ဆိုတော့မရဏနိုင်ငံထဲမှာအပိုင်းနှစ်ပိုင်းတွေ့ရတယ်အာဗြဟံရင်ခွင်နဲ့ကြောက်ချားတယ်ဒီဘက်မှာပြင်းထွက်သောဝေဒနာခံစားအယက်ဆိုတာကိုတွေ့ရတယ် ဆိုတော့အာဗြဟံရင်ခွင်ထဲမှာဘသူတွေရောက်လဲဆိုတော့လာဇရုရောက်တယ်ဆိုတော့လာဇရုရဲ့အမိနာမရဲ့အတိတ်ပဲဟာယုံကြည်သူဖြစ်တယ်လောကမှာအသက်ရှင်နေတဲ့အချိန်မှာဆင်းရဲဒုက္ခခံစားရတယ်ဒါပေမဲ့သူထာဝရဘုရားကိုယုံကြည်တာဖြစ်တယ်ဆိုတော့ယုံကြည်သူဖြစ်တည်နေအညီယုံကြည်ခြင်းဖခင်ဖြစ်တဲ့အာဗြဟံရဲ့ရင်ခွင်ထဲကိုသူ့ရဲ့ဝိညာဉ်ရောက်တာတာသိရတယ်အဲ့တော့ဓမ္မဟောင်းဖော်ပြချက်မှာရှိတယ်အခြားရောညာအများကြီးဖော်ပြထားတာရှိတယ်နော်ယာကုပ်လည်းသူ့ယောသ တရိတ်ဆန်စားပြီးတေးပြီလို့ပြောတဲ့အချိန်မှာယာကုပ်ကလည်းပြောတယ်ငါဟာတဲ့သူသားရှိရာမရဏနိုင်ငံထဲသို့စိတ်မသာညှိသွားခြင်းအပြင်ငါမရဏနိုင်ငံထဲသို့ဆင်းသက်ရမယ်တဲ့အပေါ်တက်တဲ့အကြောင်းမပြောဓမ္မဟောင်းလုံးကယုံကြည်သူတွေအားလုံးအောက်ကိုဆင်းတဲ့အကြောင်းကိုပဲပြောတယ်ဒါဝိတ်လည်းပြောတယ်မရဏနိုင်ငံထဲကိုဆင်းမယ်မရဏနိုင်ငံထဲမှာငါ့ကိုမပစ်ထားဘူးဆိုတဲ့အကြောင်းအရာလေးရေးထားတာကိုကျွန်တော်တို့တွေ့ရတယ်ဓမ္မဟောင်းမှာတက်တည်အထောက်ထားအများကြီးဒါကြောင့်ဓမ္မဟောင်းမှာထာဝရဘုရားကိုယုံတဲ့ယုံကြည်သူတွေအားလုံးဟာမရဏနိုင်ငံထဲကိုရောက်တယ် ာဗြဟံယဉ်ခွင်ထဲမှာရောက်တာကိုတွေ့ရတယ်။ဆိုတော့ဒီဘက်မှာတထေးကြီးတထေးကြီးကပြင်းစွာသောဝေဒနာခံစားအရမှာသူရောက်နေတာကိုကျွန်တော်တွေ့ရတယ်။အဲ့တော့ကျွန်တော်တို့ဆင်ခြင်ရမှာကတည်ပြင်းဘာမှမတိတော့ဘူးဆိုတာကခန္ဓာပဲ။ body ကမြေကြီးပေါ်မှာကြံခဲ့။ဝိညာဉ်မှာတည်တယ်။ဝိညာဉ်မှာကြားမြင်ထိတွေ့မှုပိုင်းဆိုင်ရာမှာခံစားမှုဖြစ်ပေါ်စေတဲ့စိတ်နှလုံးဆိုတာပါရှိတယ်။အဲ့တော့ဝိညာဏခန္ဓာမှာခံစားမှုအပြစ်ရှိတာကိုကျွန်တော်တွေ့ရတယ်။အဲ့တော့ခန္ဓာမှာကတော့တင်္ခါရပဲ ဒီဝิญဉ်ပိုင်းမှာတော့ကျွန်တော်တို့ခံစားရတဲ့အရာတွေကထာဝရဖြစ်တယ်ဒါလေးကိုကျွန်တော်တို့ဆင်ခြင်ဖို့လိုအပ်တယ်အဲ့တော့ဒီညမှာတထေးကြီးကလာဇရုကိုမြင်တယ်အဘအာဗရာဟမ်နဲ့သူအတိတ်တရားရှိတယ်လာဇရုရဲ့လက်လက်ကိုတဲ့ရေထဲမှာညစ်ပြီးကျွန်တော်ကိုရေငတ်ပြီးချင်းကတိုက်ဖို့ဆီလွတ်ပေးပါလို့သူတောင်းဆိုအဲ့ချိန်မှာအာဗရာဟမ်ကပြောတယ်ကြောက်ချားထားတယ် ငါတို့ဘက်ကလူမင်းမင်းတို့ဘက်ကိုသွားချင်လို့မင်းတို့ဘက်ကလည်းငါတို့စီကိုလာချင်လို့လာလို့မရဘူးတဲ့အဲ့တော့အဲ့ဒီမှာကျွန်တော်တို့ရဲ့တွင်တင်ချက်ကရှင်းတယ်မရဏနိုင်ငံထဲမှာ တောင်မှကြောက်ချထားတဲ့တစ်ဖက်နဲ့တစ်ဖက်ကိုကူညီပေးလို့မရအဲ့တော့ဒီဘက်မှာ တထေးကြီးကနောင်တရှိတယ်အတိတ်ရရှိတယ်ခံစားမှုအပြည့်အဝရှိတယ်အဲ့တော့သူကဘလောက်ပဲနောင်တရှိရှိအတိတ်တရားဘလောက်ပဲရှိရှိ ဘုရားတခင်ရဲ့ခွင့်လွှတ်ခြင်းနဲ့ကရုဏာတော်ကိုဘလို့မှမရနိုင်တော့ဘူးဆိုတာကိုသူသိတယ်။အသက်ရှင်နေသေးတဲ့လူအတွက်ပဲအခွင့်အရေးရှိတယ်ဆိုတာကိုသိတဲ့အတွက်အာဗြဟံကိုသူပြောတယ်။အဘအာဗြဟံကျွန်တော်ညီကိုတွေလည်းဒီရောက်လာလိမ့်မယ်။သူတို့ကိုတတိပေးခြင်းကလာဇရုကိုဆေလွတ်ပြီးပြောပေးပါတဲ့။အဲ့တော့အဘအာဗြဟံပြောတယ်။အသက်ရှင်နေတဲ့လူတွေအတွက်အသက်ရှင်တဲ့ prophet ရှိတယ်။အဲ့တော့ဒီညမှာကျွန်တော်တို့သင်ယူရတာက သိကြတယ်အသက်ရှင်နေတဲ့အချိန်တော့နောင်တရှိရင်ခွင့်လွှတ်ခြင်းရနိုင်တယ်တည်ပြီးသွားရင်တော့ထာဝရဆိုတဲ့ဒီဝိညာဉ်အနေထားမှာတော့ဘလောက်ပဲနောင်တရှိရှိဘုရားသခင်ရဲ့တနာခြင်းနဲ့ကရုဏာမခံစားရနိုင်ဘူးဒါကြောင့်အဖြေကရှင်းတယ်ဒါကြောင့်မယုံကြည်သူတယောက်မရဏနိုင်ငံထဲမှာရှိနေတဲ့ဝိညာဉ်ကိုတက်ညာဖို့ဝေဒနာခံစားတာတွေတက်ညာဖို့ ਨੇ ဟုတ်လား ပလင်ဖြူဆိုတဲ့မြစ်တထောင်ပြီးရင်ကဘာမြေကြီးပေါ်မှာအပြစ်တရားစီရင်မဲ့ပလင်ဖြူရှေ့ကိုရောက်တဲ့အချိန်မှာတက်ညာမှုရဖို့ဟုတ်လားအပယ်ကနေလွတ်သွားဖို့အတွက်မယုံကြည်သူတွေရဲ့ဝိညာဉ်ကိုကျွန်တော်တို့ဆူတောင်းပေးလို့ဘာအကျိုးရလတ်မှမရှိဘူးဆိုတဲ့အရာကိုဖော်ပြနေတာဖြစ်တယ်ဆူတောင်းပေးပါလို့လည်းကျွန်တော်တို့ရှိမှာ ဖော်ပြချက်မရှိဘူးတွင်တင်ချက်မရှိဘူး အဲ့တော့ဟုတ်ပြီ။ Okay ဒါဆိုရင်ကျွန်တော်ယုံကြည်သူတွေရဲ့ဝိညာဉ်အပိုင်းကိုကျွန်တော်ပြန်သွားရအောင်။ Okay ဒါဆိုရင်ဒီနေရာမှာယေရှုခရစ်တော်ကလက်ဝါးကားတိုင်မှာအသက်လွတ်လိုက်တဲ့အချိန်မှာမရဏနိုင်ငံထက်ကအာဗြဟံနဲ့တကွာဘိုးဘီတို့ရဲ့ဝိညာဉ်ကိုတတိယကောင်းကင်နိုင်ငံကိုရောက်သွားတော့ကျွန်တော်တွေ့ရတယ်။ကိုတင်းချိုင်းနဲ့အက်ပြီးမှတန်ရှင်းတော်သူတို့ဤဝိညာဉ်ဒီတန်ရှင်းတော်မြို့ကိုတက်တီကိုငာမြင်တယ်ဆိုပြီးမှရောမတပ်မှုကတက်တီခံထားတာကိုကျွန်တော်တွေ့ရတယ်။ ဒါဆိုရင်တေးချတယ်တမဟောင်းတို့ကယုံကြည်သူတွေရဲ့ဝိညာဉ်ဟာမရဏနိုင်ငံထဲမှာမရှိတော့ဘူးဘယ်နေရာမှာရှိလဲတတ္တယကောင်းကင်နိုင်ငံမှာရှိတယ်ပရတိတုပုံမှာရှိနေတယ်โอเคဒါဆိုရင်ဒီကျေးဇူးတော်ခေတ်ကာလမှာယုံကြည်သူခရိယန်တယောက်သိရင်ဝိညာဉ်ရောဘယ်ရောက်လဲအဲ့တော့ကျွန်တော်တို့လေ့လာရအောင်အဲ့တော့ဒီမှာတခိုးနဲ့ဓမြကားတိုင်းမှာအဲ့တော့ဓမြကယေရှုကရဲ့ ဲ့တော့တခိုးကဘာပြောလဲဆိုတော့ဒီလူရှင်မအပြစ်မရှိဘူးငါတို့ကအပြစ်အတွက်ငါတို့ခံရတာသူရှင်မတော့အပြစ်မရှိဘူးတဲ့အဲ့တော့ယေရှုကသူဘာပြောလဲဆိုတော့ကိုရောနိုင်ငံတော်တည်ဖို့ကြွလာတဲ့အချိန်ကျွန်တော်ကိုအောက်မေ့ပါတဲ့ဒါဆိုတခိုးကယုံကြည်ခြင်းကကြားနာခြင်းအပြင်ဖြစ်တယ်ဆိုတော့ဒီတခိုးကနိုင်ငံတော်နဲ့ရှင်နဲ့အေးဝင်ဂေလိတရားကိုသူကြားထားတာဖြစ်တယ်ခရစ်တော်ရဲ့နိုင်ငံတော်နော်နိုင်ငံတော်နဲ့ရှင်နဲ့အေးဝင်ဂေလိတရားကိုသူကြားထားတဲ့အတွေ့ ကိုရောနိုင်ငံတော်တည်ဖို့ကြွလာတဲ့အချိန်ကျွန်တော်ကိုအောင်းမေ့ပါလို့ပြောတဲ့အတွက်ကြောင့်မလို့ယေရှုကတင်ဒီယနေ့ပင်လင်ငါနဲ့တူပရတိတူပုံတိုင်းရှိလိမ့်မည်တဲ့ဒါဆိုရင်တခိုးကယေရှုရဲ့ဧဝံဂေလိတရားကယ်တင်ခြင်းတရားကိုယုံကြည်တဲ့အတွက်ကြောင့်မလို့သူကောင်းခင်တတ္တကောင်းခင်ကိုရောက်တော်တာဖြစ်တယ်အဲ့တော့ဒီကယ်တင်ခြင်းဆိုတဲ့အရာမှာသူရထားတဲ့ကယ်တင်ခြင်းအတွက်ဘာအကျင့်တရားမှပေါင်းစရာအကြောင်းလည်းမရှိဘူး ပေါင်းနိုင်စရာအကြောင်းလည်းမရှိဘူးအဲ့တော့တခိုးမှာဘာအချင်းတရားမှမရှိဘူးသူ့ရဲ့အပြစ်အတွက်သူစင်ချင်းကိုခံလိုက်ရတာဖြစ်တယ်ဆိုတော့သူ့ရှင်မှာကောင်းတာဘာတစ်ခုမှမလုပ်ခဲ့ရအောင်နှစ်ချင်းလည်းမကောင်းပွဲတော့လည်းမစားခဲ့ရအောင်ဘယ်အသိန်းတော်မှမှလည်းအသိန်းဝင်သူမဖြစ်ခဲ့ဘူးဘာကောင်းမှုကုသိုလ်မှလည်းမလုပ်ခဲ့ရအောင်ဒါပေမဲ့သူ့ရဲ့ဝိညာဉ်ကအပြစ်တရားရဲ့စင်ချင်းနဲ့သူလွတ်သွားပြီတတ်ပြတ်ကောင်းရင်နိုင်အောင်ရောက်တယ်ဘာကြောင့်လဲယေရှုခရစ်တော်ဟာအဲ့ဒီလက်ဝါးကားတိုင်မှာတခိုးအတွက် သူ့ရဲ့အပြစ်အတွက်အပြစ်တရားစီရင်ခြင်းကိုခံပေးတယ်ဆိုတော့ယုံတဲ့အတွက်အဲ့ဒီတကိုးဟာအပြစ်တရားရဲ့စီရင်ခြင်းကနေလွတ်ပြီးတတ်ပြတ်ကောင်းရင်နိုင်ငံကိုရောက်တာဖြစ်တယ်။အာမင်။အဲ့တော့ယနေ့ကျွန်တော်တို့ယုံကြည်သူခရိယန်တွေကတည်လာတဲ့ကျွန်တော်တို့ခန္ဓာခရိယန်တင်ချမ်းရောက်တယ်။မရောက်တဲ့ဟာလည်းရှိတယ်။ဒါပေမဲ့ဝိညာဉ်ကဘယ်ရောက်လဲဆိုတော့တတ်ပြတ်ကောင်းရင်နိုင်ငံကိုရောက်သွားတာဖြစ်တယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ကတမာကျန်းစာရဲ့တွင်တင်ချက်အရဘိုးဘေးတွေရဲ့ဓမ္မဟောင်းတော်က ယုံကြည်သူဘိုးဘေးတွေရဲ့ဝိညာဉ်တက်ပြကောင်းကင်နိုင်ငံမှာရှိတယ်။ယနေ့ကျေးဇူးတော်ခေတ်ကာလကျွန်တော်တို့เนาะတည်တဲ့ခရစ်ယာန်တွေရဲ့ဝိညာဉ်တက်ပြကောင်းကင်နိုင်ငံမှာရှိတယ်။အခုနောက်ဆုံးတော့ကာလရောက်လာပြီးယေရှုခရစ်တော်ဒုတိယအချိန်ပြန်ကြွလာမယ့်အချိန်တဘိုးမုတ်တဲ့အချိန် rapture ကာလဆိုတဲ့အချိန်မှာဒီမှာယုံကြည်သူတွေထဲကတည်ခြင်းကိုမြင်ဆိုင်ရပဲရုပ်ချီးပြောင်းလဲပြီး rapture အရခြေဆောင်ခြင်းခံရတဲ့လူတွေရဲ့ဝိညာဉ်နောက်ပြီးဘေးရန်ကြီးကာလ9နှစ်ကာလမှာเนาะ ယေရှုခရစ်တော်ကိုယုံကြည်တယ်ဆိုပြီးအသက်ခံရပြီးမှပဲရောက်လာတဲ့ဝိညာဉ်လေဟာတတိယကောင်းကင်နိုင်ငံမှာယေရှုခရစ်တော်ရဲ့နေ့မှာခရစ်တော်ရဲ့တရားပလင်ရှိမှာ လာပြီးရမှာဖြစ်တယ်။ဒါကကျွန်တော်တို့နှစ်ပေါ်အခန်းကြီး9အငယ်30မှာဖော်ပြထားတယ်။ဒါယုံကြည်သူခရစ်ယာန်တိုင်းအဲ့တော့ခရစ်တော်ရဲ့တရားပလင်ရှိတတိယကောင်းကင်ဘုံပေါ်မှာခရစ်တော်ရဲ့တရားပလင်ရှိမှာလာရောက်ရချင်းဒီအပြစ်တရားစီရင်ခြင်းအတွက်မဟုတ်ဘူး။ ယုံကြည်သူတွေကကျွန်တော်တို့ရဲ့ကောင်းမကောင်းရှိတဲ့အတိုင်းအကျိုးအပြစ်ကိုရမှာဖြစ်တယ်။ခရစ်တော်ဒီဟူသောအုံမြစ်ပေါ်မှာထပ်ဆင့်တိဆောက်သည်များကိုဝိညာဉ်တော်မီးနဲ့စစ်မယ်။မီးလောင်ပြာကျသွားရင်ဘာစုမှမရဘူး။ဒါပေမဲ့သူ့ရဲ့ဝိညာဉ်ကတော့ဘာဖြစ်လဲ။ကယ်တင်ခြင်းကရပြီလား။ဒီကယ်တင်ခြင်းကသူ့ကောင်းမှုကုသိုလ်နဲ့လှုပ်ဆောင်ချက်ကြောင့်မဟုတ်ဘူး။ယေရှုခရစ်တော်တပါးတည်းရဲ့ကျွန်တော်တို့ရဲ့အပြစ်အတွေ့အပြစ်ပြားရဲ့စင်ချုံခံပေးတယ်။သူ့အသွေးအပြင်ဆေးကြောပေးတယ်။ တချို့ချင်းကမိတော်အမြောက်တော်နေမှာရှင်ပြန်ထမြောက်တာကိုယုံကြည်တဲ့အတွက်ကျွန်တော်တို့ကအပြစ်တရားရဲ့စီရင်ချက်ကနေထာဝရလွတ်တယ်။ဒါပေမဲ့ကျွန်တော်တို့ကောင်းမကောင်းရှိတဲ့အတိုင်းအကျိုးအပြစ်ကတော့ကျွန်တော်တို့စိုက်တဲ့အတိုင်းလောကမှာနေတဲ့အချိန်မှာခံစားရတယ်လို့တတ္တယကောင်းဝင်မှာလဲခရစ်တော်ရဲ့တရားပြင်ရှင်မှာကျွန်တော်တို့စုကိုခံရမှာဖြစ်တယ်။ဒါကြောင့်ခရစ်တော်တည်းဟူသောအုံမြစ်ပေါ်မှာထဆင့်တိဆောက်တယ်ဆိုတာကကျွန်တော်တို့ကယေရှုခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာနဲ့လှုပ်ဆောင်ဖို့နှုတ်ကပတ်တော်မှာတိဆောက်ဖို့လိုတယ်။ ကျွန်တော်တို့ရဲ့အတိတ်တရားကျွန်တော်တို့ရဲ့အတွေးခေါ်ကျွန်တော်တို့ခံစားမှုတွေနဲ့လှုပ်ဆောင်နေတဲ့အရာမှန်တယ်မြဝိညာဉ်တော်မိနဲ့စစ်မယ်မိလောင်သွားမယ်ဒါကြောင့်ခရစ်တော်ဒီဟူတဲ့ချစ်ချင်းမေတ္တာနဲ့ခရစ်တော်ဒီဟူတဲ့အုံမြင့်ပေါ်မှာနှုတ်ကပတ်တော်မှာတိဆောက်မှုတာနဲ့ကျွန်တော်တို့ကနော်ကောင်းရင်စုကိုကျွန်တော်တို့ရမှာဖြစ်တယ်အဲ့တော့အဲ့ဒီစုတွေယူပြီး9နှစ်ပြီးသွားတဲ့အချိန်မှာမှဒီကဘာမြကြီးကိုဆင်းလာမယ်ကဘာမြကြီးမှာနှစ်တထောင်မိလင်နှစ်ခက်ကာလဆိုတဲ့နှစ်တထောင်ကာလရှိတယ် အဲ့ဆိုတော့ဒီနှစ်ထောင်ကာလမှာခရစ်တော်နဲ့အတူကျွန်တော်တို့အတူတကစိုးစားနေဧဝံဂေလိတရားကို ပြောနေတာဖြစ်တယ်။ဒါကြောင့်ခြေတော်ချင်းကာလမှာမပါသွားတဲ့လူတွေနှစ်ထောင်ကာလမှာမွေးဖွားပြီးတည်ဆုံးတဲ့လူတွေရှိတယ်။အဲ့ဒီအချိန်မှာသူတို့ဧဝံဂေလိတရားကိုလည်းကြားနာရမှာဖြစ်တယ်။နှစ်ထောင်ပြီးမှမြေကြီးပေါ်မှာပလင်ဖြူပေါ်လာမယ်။အဲ့ဒီပလင်ဖြူကအကျိုးပြည့်တော့မဟုတ်ဘူးအပြစ်တရားစီရင်ဖို့ဖြစ်တယ်။ဆိုတော့အဲ့ဒီအချိန်မှာ ပလင်သူပေါ်လာတဲ့အချိန်မှာနှစ်တထောင်ကာလအထက်ကတေလွန်ပြီးသောဝိညာဉ်တင်ကြိုင်ထဲမှာရှိတဲ့လူတွေအားလုံးထားမယ်။ပြီးရင်ခုနကျွန်တော်တို့ဓမ္မဟောင်းမှာပြောခဲ့တဲ့နော်တထေးကြီးရှိတဲ့ပြင်းစွာသောဝေဒနာခံစားရအရမရှိနေတဲ့ဝိညာဉ်မယုံကြည်သူတွေရဲ့ဝိညာဉ်ဟာဓာတိတံအခန်းကြီး20ငယ်73 74ဓာတိတံအခန်းကြီး21အငယ်8အရမရဏနဲ့မရဏနိုင်ငံတို့တွေလည်းမိမိလူသေးကိုအားရမယ် ဒါကြောင့်ခုနကျွန်တော်တို့ဓမ္မဟောင်းခစ်တဲကမရဏနိုင်ငံထဲမှာ ရှိတဲ့ပြင်းစွာသောဝေဒနာခံစားရရာအရက်မှာရှိနေတဲ့ဝိညာဉ်တွေဟာယေရှုခရစ်တော်ရဲ့အပြစ်စီရင်ခြင်းခံပေးတာကိုမယုံကြည်သောသူတို့ရဲ့ဝိညာဉ်ကအဲ့ဒီဝေဒနာခံစားရအရက်မှာရှိနေတာဖြစ်တယ်။တောက်လျှောက်ပြင်းစွာသောဝေဒနာခံစားရင်းနဲ့နှစ်ထောင်ပြီးကဘာကုံဆုံးမဲ့နေ့ပလင်ဖြူပေါ်လာပြီး လူဟာတစ်ချိန်ပဲတည်တယ်ပြီးရင်အပြစ်တရားရဲ့စီရင်ခြင်းကိုခံဖို့အတွက်အဲ့ဒီအချိန်မှာမရဏနဲ့မရဏနိုင်ငံထမြောက်လာမှာဖြစ်တယ်။ဒါဒုတိယထမြောက်ခြင်းချက်ချင်းအဲ့မှာအပြစ်တရားစီရင်ခြင်းကိုခံပြီးမှထာဝရအပယ်ငရဲထက်ကို ပြန်လဲဆက်လက်ခံစားရမှာဖြစ်တယ်။ဒါကြောင့်ဒီမရဏနိုင်ငံဆိုတာကဒီမှာမရဏနိုင်ငံထဲမှာပြောင်းလဲစရာအကြောင်းမရှိဘူး။သူတို့တက်ဆူတောင်းပေးလို့ဘာမှအကျိုးရလာရှိစရာအကြောင်းမရှိဘူး။ ဒုတိယထမြောက်ခြင်းပလင်ဖြူမှာအပြစ်တရားစီရင်ခြင်းခံပြီးပင်ငယ်ထဲကိုဆက်လက်သွားဖို့အတွက်စောင့်ဆိုင်နေတဲ့နေရာတလင်ဖြစ်တယ်။ဒါကြောင့်ဒီနေ့မရဏနိုင်ငံထဲမှာယုံကြည်သူခရိယံရဲ့ဝိညာဉ်ရှိလားဆိုတော့လေမရှိဘူး။သူကတတိယကောင်းကင်နိုင်ငံမှာပဲကယ်တင်ခြင်းစိတ်ချမှုတကယ်ရတဲ့လူကတတိယကောင်းကင်နိုင်ငံမှာပဲရှိနေတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ကျွန်တော်တို့ယုံကြည်သူခရိယံနေအနေနဲ့အားနည်းချက်ရှိလားရှိတယ်။ရွေးလျော်ဖောက်ပြန်မှုတွေရှိလားရှိတယ်။ ကျွန်တော်တို့အပြစ်မရှိလို့လားရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကအပြစ်တရားရဲ့စီရင်ခြင်းကနေလွတ်သွားတာဘာကြောင့်လဲယေရှုခရစ်တော်ကကျွန်တော်တို့ရဲ့အပြစ်အတွက်စီရင်ခြင်းခံပေးတာကိုကျွန်တော်တို့ကယုံကြည်လို့အဲ့ဒီကျေးဇူးတော်ကြောင့်ကျွန်တော်တို့ကသာဝရအပြစ်တရားရဲ့စီရင်ခြင်းကနေလွတ်ပြီးအပင်ငယ်ကနေလွတ်တာဖြစ်တယ်အာမင်ဟာလေလုယာအဲ့တော့ဒါကတကယ်ကိုကျေးဇူးကြီးတဲ့အရာဖြစ်တယ်เนาะဒါကြောင့်ယုံကြည်သူခရိယံအသက်တာမှာကျွန်တော်တို့ယုံကြည်ခြင်းတရားနဲ့အကျင့်တရားတမန်ကျမ်းစာတစ်ခုထဲမှာပဲ ျွန်တော်တို့အတ္တတာထဲမှာပဲသွားရတာဒါပေမဲ့ယုံကြည်ခြင်းတရားရဲ့အကျိုးကျေးဇူးဥတီချက်ဤရချက် အကျင့်တရားရဲ့ရလာမဲ့အကျိုးဆက်အကျိုးကျေးဇူးနဲ့ဥတီချက်ဤရချက်ကတော့မတူဘူးအဲ့တော့ကယ်တင်ခြင်းကိုကျွန်တော်တို့ကအကျင့်နဲ့ယုံကြည်ခြင်းပေါင်းပြီးရောဆက်ပြီးရယူနိုင်တဲ့အရာမဟုတ်ဘူးအဲ့တော့ကယ်တင်ခြင်းဟာယေရှုတပါးကြီးရဲ့ကားတိုင်းပေါ်မှာအသေးခံနဲ့အသွေးသွန်းလုံးနဲ့တကြွချင်းကိုခံပြီးတုံးရမြောက်သောနေ့မှာရှင်ပြန်ထမြောက်သောကျေးဇူးတော်ကြောင့်တာနဲ့ ယုံကြည်သောအဖြစ်ကျွန်တော်တို့ကကယ်တင်ခြင်းထာဝရအသက်ကိုရတာဖြစ်တယ်။ထာဝရအဖြစ်တရားရဲ့စီရင်ခြင်းကနေလွတ်ပြီးကောင်းဝင်ဝင်သားခြင်းအခွင့်ကိုရတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ခန္ဓာကိုယ်မှာကျင့်တဲ့အကျင့်ကတော့ကောင်းကင်စုကိုရတာဖြစ်တယ်။ဒါလေးကိုကျွန်တော်တို့ပိုင်းခြားပြီးမှမမြင်တဲ့အချိန်မှာကျွန်တော်တို့စံစာကိုဟိုဖတ်တဲ့အချိန်မှာကျွန်တော်တို့ရဲ့ခံယူချက်အယူအဆတွေနဲ့ပေါ့နော်။အယူအဆမတူတာခံယူချက်မတူအမြင်မတူတဲ့နေရာမှာကွဲပြားမှုတွေရှိတယ်။ဒါပေမဲ့လည်းကျွန်တော်တို့ကတမာကျမ်းစာမှာပဲ အခြေပြုပြီးမှယုံကြည်လက်ခံတာဒီအကောင်းဆုံးပဲလို့ကျွန်တော်တိုက်တွန်းခြင်းနဲ့ဒါကြောင့်ဒီညမှာကျွန်တော်ဟိုဇာတ်လေးတစ်ခုရိုက်ပြီးထည့်ပေးထားတယ်အဲ့မှာကျွန်တော်ညီကိုရဲ့အဲ့မှာကြည်ပြီးတန်ရှင်တော်ဝိညာဉ်တော်တာ၍ဖော်ပြပါစေလို့နော်